ထိုင်းနိုင်ငံရှိပိုင်းဒရခရိုင်ဒွင်းချန်တဲမှာလက်စစ်မိလိုက်ထူနေချိန်မြန်မာလုံတမတူတက်လိုက်သိဆုံးခဲ့ပြီးထိုင်းလုံတမတူတန်ရရှိခဲ့တယ်လို့ထိုင်းသတင်းဌာနတွင်မှာဖော်ပြထားပါတယ်ဒီဇင်ဘာလနေ့နေ့မနေ့ဆန္ဒကြီးခွဲလောက်က တရမ်းမြို့ဝန်ကောတဲ့ဒေတာမှာရှိတဲ့ဒွိချန်တဲ့အလုတ်သမားတွေကလက်ဆက်မိတိုက်ကို အတူတူမထူနေကြချင်းမိတိုက်ထိတ်မှာရှိတဲ့တန်ချောင်းကလက်ဆက်ပေါ်အား၂2000ရှိတဲ့မိချိုကိုတွားထိခဲ့တဲ့တွဲတန်းလိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီမှာတင်မြန်မာလုတ်သမားတို့နဲ့ထိုင်းလုတ်သမားတို့တက်လိုက်ပြီးမိမိမိုးလဲကျသွားခဲ့တာပါ။ကစိအဖွဲ့တွေရောက်လာတဲ့အချိန်မှာတော့ အသက်55နှစ်အရွယ်မြမအလုတ္တမကိုမျိုးချိုလင်းကိုရေးဖို့ကယ်ဆယ်ရေးလုပ်ပေးပြီးဆေးရုံကိုအမြန်ပို့ဆောင်ခဲ့ပေမဲ့တနအီကျော်အကြာမှာတော့တိတ်ဆုံးသွားခဲ့တာပါ။ထိုင်းအလုတ္တမမှာတော့ဒဏ်ရာအနည်းငယ်ရခဲ့ပြီးဆေးရုံမှာစေကူတမှုခံယူနေရဆဲဖြစ်ပါတယ်။အခင်းဖြစ်တဲ့အချိန်မှာဒါဆက်စီနေလို့အခြားအလုတ္တမတွေကချက်ချင်းဝင်ရောက်ကူညီခွင့်အမရချဘူးလို့မျက်မြင်သက်သေတွေကတရင်မှာဖြေကြားထားကြပါတယ်။